ယူကရိန်းရဲ့အဆင့်မြင့်နေပညာအုံဒရုန်းလမ်းချက်နဲ့အခြေမလောင်းဖြစ်နေတဲ့နမဲကြီးရုရှားတင်ကားတက်ခြေတန်းတင်းနေရယူကရိန်းဘက်ကဒရုန်းတွေဟာရုရှားရဲ့တင်ကားတွေအမြောက်အရင်နဲ့အဆောက်အအုံတွေကိုထိထိရောက်ရောက်တိုက်ခိုက်ဖျက်ဆီးနေတာကိုတွေ့ရပါတယ်။တစ်ချိန်တည်းမှာပဲရုရှားရဲ့တံပြန်တိုက်ခိုက်မှုတွေကတော့ယူကရိန်းရဲ့တန်ချက်ကယင်းတွေကိုထိခိုက်အောင်လုပ်ဖို့သိမ့်မအောင်မြင်ဘူးလို့သိကြရတာပါ။ဒီလိုအခြေအနေဖြစ်လာရတာဟာယူကရိန်းရဲ့စွမ်းသစ်တည်ထွင်မှုတွေကြောင့်လို့ပြောလို့ရပါတယ်။စစ်ပွဲအစတုန်းကရုရှားမှာတန်ချက်ကအင်အားရော KNM ကြောင့်အင်အားပါယူကရိန်းထက်အများကြီးတာလွန်ခဲ့တာအမှန်ပါပဲ။ ဒါပေမဲ့ယူကရိန်းဘက်ကတော့စမ်းသစ်တီထွင်မှုအပိုင်းမှာအသာစီးယူနေတာတွေ့ရပါတယ်။သူတို့ရဲ့ခင်မိတဲ့ drone တွေနဲ့တင်ကားနည်းပညာတွေကိုပေါင်းစပ်ပြီးရုရှားရဲ့တန်ကြပ်ကားတွေကိုထိရောက်စွာချိန်မုံနေတာကပဲယူကရိန်းကိုလက်ရှိစစ်ပွဲမှာအသာစီးရနေစေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။2022ခုနှစ်ရုရှားကျူးကျော်မှုဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာအကြီးမားဆုံးနေပြည်ကျူးကျော်မှုပါရုရှားဟာမြောက်အရှေ့တောင်ဘက်ပေါင်းစုံကနေပြီးတော့နေ့တစ်ပြည့်ဝင်ရောက်ပြီးယူကရိန်းကိုအ мян ချေမုန်းမှုရွေးခဲ့တာပါဒီအစီအစဉ်ရဲ့အဓိကအင်အားစုကတော့ ဘတ်တန်လီယန်တန်တီကန်ဂရုလို့ခေါ်တဲ့တင်ကားတွေအမြောက်ရင်နဲ့ဖွဲ့စည်းထားတဲ့ကိုပိုင်အထောက်ပံ့ပါတဲ့တပ်ဖွဲ့တွေပါရွေချက်ကတော့တင်ကားအင်အားပြပြီးယူကရိန်းတပ်တွေကိုစိတ်တက်ကြစေဖို့ချင်းလင်းတပ်တွေကအရေးကြီးနေရာတွေကိုသိမ်းပိုက်ဖို့နဲ့ခဲယံထောက်ပံ့ပေးဖို့ဖြစ်ပါတယ်။ဒါပေမဲ့ BTG တွေဟာထင်သလောက်မအောင်မြင်ခဲ့ပါဘူး။စစ်ပွဲတွေခက်ဆိတ်ဆိတ်ဖြစ်လာတာနဲ့အမြောက်ထောက်ပံ့ရေးတွေမလုံမလောက်ဖြစ်လာပြီးတင်ကားတွေဟာချင်းလင်းတပ်အကာအကွယ်မပါဘဲလောင်စာစီခဲယံမပြည့်မစုံနဲ့ဖြစ်လာခဲ့တာပါ။ ဒီအချိန်မှာတော့ယူကရိန်းတွေတိုက်ခိုက်ဖို့လွယ်ကူတဲ့ပြစ်မှတ်တွေဖြစ်လာခဲ့ပါတယ်။ဒီလိုအချိန်တွေမှာယူကရိန်းကထိရောက်စွာအသုံးချနိုင်ခဲ့တာကတော့သူ့ရဲ့ခေတ်မီစမ်းသစ်လာတဲ့ drone စစ်စင်ရေးနည်းပညာနဲ့နှီးပြပါတယ်ပါပဲ။ drone တွေကိုစစ်ပွဲမှာယင်ကလေးကတုံးခဲ့ပေမဲ့ယူကရိန်းကတော့ drone တွေကိုသူ့တပ်ဖွဲ့တွေထဲမှာဘယ်တုံးကမှမမြင်ဘူးသေးတဲ့ပုံစံမျိုးနဲ့ပေါင်းစပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့တချိန်ကဈေးကြီးတဲ့ကိရိယာကနေအခုတော့စစ်မြေပြင်ရဲ့အရေးပါဆုံးလက်နက်တစ်ခုဖြစ်လာခဲ့ရတာပါ စစ်ပွဲအစမှာဒရုန်းသုံးဆွဲမှုကမတည်ငြိမ်သေးပေမဲ့အခုတော့ယူကရိန်းတိုက်ခိုက်ရေးတန်ရင်တိုင်းနေပါမှာ UAV တွေအများပြားရှိနေပါပြီ။တချို့ကထောက်လန်းရင်တချို့ကတိုက်ခိုက်ရေးစားတဲ့ပြင်မှာထောက်လန်းရင်ဒရုန်းတွေကအရေးသွေးမြင့်ကင်မရာတွေနဲ့အချိန်နဲ့တပြေးညီပုံလေးပို့ပြီးရန်သူအခြေအနေကိုကြည့်ဖို့တုံးပါတယ်။ဈေးသက်တာတဲ့ map bit လို့ဒရုန်းတွေကနေစမ်းဆောင်ရေးပိုကောင်းတဲ့ shell လို့ဒရုန်းတွေအထိအမျိုးမျိုးပါပဲ။ဒီ drone တွေကပြင်မဲ့တွေ့ပြီဆိုရင်အချက်လက်တွေကိုကွက်ကဲသူစီပို့ပါတယ်ကွက်ကဲသူကပြင်မဲ့တံပေါ်ကိုဆုံးဖြတ်ပြီးတိုက်ခိုက်မဲ့နီလန်းကိုရွေးချယ်ပါတယ် အမြောင်ကြီးတွေနဲ့ပြစ်နိုင်တယ်လို့ဈေးသက်သာတဲ့ဒေါ်လာ900လောက်ပဲကုန်ကြတဲ့ FPV drone တွေကိုထိပ်ဖူးတက်ပြီးကာမီကာစင်ဖြစ်နေတဲ့အသုံးပြုခဲ့နိုင်ပါသေးတယ်။ FPV drone တွေကပြင်မှတ်ကိုတိကျစွာရှာဖွေနိုင်ပြီးတကားပေါက်ဖွင့်ထားတာမျိုးလို့ထိခိုက်လွယ်တဲ့နေရာတွေကိုဝင်တိုက်နိုင်စွမ်းရှိပါတယ်။ထိပ်ဖူးအလင်းချိန်က1 kg လောက်ပဲရှိပေမဲ့ဈေးသက်သာတာကြောင့်တခါတရံပြင်မှတ်တစ်ခုကို drone အများပြားနဲ့တိုက်ခိုက်တာမျိုးလုပ်နိုင်ပါတယ်။နေတွင်း155 mm ကြီးတစ်ထောက်ကဒေါ်လာ4000လောက်ရှိနေတဲ့အချိန်မှာ ဒရုန်းတွေများကြီးတွန်းလိုက်တာကတွက်ချေပိုကိုက်တာမျိုးတွေရှိခဲ့တာပါဒီဒရုန်းတွေရဲ့စွမ်းဆောင်ရည်ကြောင့်ရုရှားရဲ့တန်ဖိုးကြီးအမြောက်တွေကိုရှေ့တန်းနဲ့ဝေဝေးဆုတ်ထားရပါသေးတယ်ဒီအချက်ကလည်းရုရှားအတွက်အခက်အခဲတွေဖြစ်စေခဲ့တာပါဒရုန်းတွေဟာယူကရိန်းအတွက်အရန်ကြီးပါလာတာကြောင့်2024မှာ FPV ဒရုန်းတစ်တန်းကနေ1.5တန်းအထိထုတ်လုပ်ခဲ့ပါတယ်ဒါဟာဥရောပမဟာမိတ်တွေကထောက်ပံ့တဲ့အမြောက်ကြီးအရေးအတွက်ရဲ့နှက်စပါပဲ 2025မှာ၄တန်းအထိထုတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ရုရှားကလည်း drone တွေသုံးပေမဲ့အစာပိုင်းမှာမာယာချီပစ်နိုင်တဲ့ဈေးကြီးကြီး short hat လို့ drone တွေကိုပဲအာရုံစိုက်ခဲ့တာပါ။ short hat တွေဟာ60မိုင်အထိပြန်တမ်းပြီးယူကရိန်းရဲ့လေကြောင်းရန်ကာကွယ်ရေးကိုရှောင်ကွင်းနိုင်စွမ်းရှိပါတယ်။30ကနေ35ကီလိုဂရမ်ရှိတဲ့ထိပ်ဖို့အကြီးတင်နိုင်ပြီးတစည်းကိုဒေါ်လာ3သိန်းလောက်ကျတင်ပါတယ်။ယူကရိန်းကလည်းခံဝေးဝေးပြန်နိုင်တဲ့ drone တွေကိုတီထွင်ထုတ်လုပ်နေပြီးမိုင်၄၃၀ကျော်အထိပြမှတ်တွေကိုတိုက်ခိုက်နိုင်ပါတယ်။ ရုရှားရဲ့ရှင်းတန်းနောက်ကရင်နံချက်ဆက်ရုံစစ်မှုဇော်လို့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အသုံးနေကြတာပါဒါပေမဲ့ဒရုန်းသေးသေးတွေထုတ်လုပ်မှုနဲ့အသုံးပြုမှုမှာရုရှားကယူကရိန်းကိုမီးဖို့နှိမ့်ကွင်းနေစေဖြစ်ပါရင်ဒရုန်းထုတ်လုပ်မှုမှာလည်းနှစ်နိုင်ငံကြားကွာခြားမှုရှိပါရင်ယူကရိန်းရဲ့ဒရုန်းထုတ်လုပ်မှုကပုဂ္ဂလိကကုမ္ပဏီတွေစည်နာဝန်ထမ်းတွေဝါသနာရှင်တွေကပါလုံဆောင်နေတဲ့ဘောချုပ်ကင်မှုနည်းတဲ့ပုံစံပါပဲဒါကမဲ့နေပညာကိုအမြန်ဆန်းသက်မွမ်းမံပြီးပြောင်းလဲနေတဲ့အခြေအနေကိုလိုက်ရောညီထွေဖြစ်အောင်နှိမ်ယံစွာနဲ့လုံဆောင်နေနိုင်တာဖြစ်ပါရင် ရုရှားရဲ့ထုံးလုံးမှုကတော့နိုင်ငံပိုင်ဖြစ်သလိုဘျူရိုကရေစီစံတဲ့ပုံစံဖြစ်ပြီးစမ်းသွေးတည်ထွင်မှုတန်တရာကိုနှိမ့်ကွေးစေကောင်ချင်းချောင်းမှုအသစ်တွေကိုတုံ့ပြန်ဖို့လည်းနှောင့်နှေးစေခဲ့တာပါ။ဒါအပြင်ယူကရိန်းက FPV ဒရုန်းတွေကိုအမြောက်ပြင်းမဲ့စနစ်နဲ့တင်ကားစစ်ဆင်ရေးလို့တခြားစစ်ပတ်နည်းပညာတွေနဲ့ပုံမထီအောင်စွာပေါင်းစပ်အသုံးပြုနိုင်ခဲ့ပါတယ်။ဒီဂျစ်တယ်မီပုံမှာရုရှားပြင်းမဲ့အချက်အလက်တွေကိုထည့်သွင်းပြီးဒရုန်းကရတဲ့အချိန်နဲ့တပြေးညီသတင်းအချက်အလက်တွေကိုပေါင်းစပ်ကပြစ်ခတ်ဖို့နဲ့စစ်ကြောင်းခြေတက်ဖို့ထိထိရောက်ရောက်အသုံးပြုနေလိုက်ချိန်မှာတော့ပြင်းမလဲနေဖြစ်လာခဲ့တာပါ။ ရုရှားရဲ့ BTG တွေကတော့ကိုတက်ဖွဲ့နဲ့ကိုလှုံရှားတာများပြီးတခြားအဖွဲ့အနေနဲ့အချက်အလက်ဝေမျှမှုပေါင်းစပ်မှုနှဲပါတာတွေ့ရပါတယ်။ယူကရိန်းဒရုန်းတွေထိရောက်ရတဲ့နောက်ထပ်အကြောင်းရင်းကတော့ electronic စစ်စင်ရေးစနစ် AWW တွေနဲ့ပုံပြီးလာရောညှိထွေဖြစ်အောင်လှုံ့ဆော်နိုင်လို့ပါပဲ။ အဲ့စနစ်တွေက draw အချက်ပြတွေကိုနောက်ရှက်တာပါနှစ်ဖက်စလုံးက draw အချက်ပြစနစ်ကိုတန်ချက် ကာရင်တွေပေါ်မှာတက်ဆင်ပြီးကာကွယ်ဖို့သုံးပါတယ်ဒီအချက်ပြတွေရဲ့အလုံးလုံးပုံကဂျမ်ပါတွေလိုမျိုးပါပဲဒါပေမဲ့အစင်းမြင့် electronic စစ်စင်ရေးစနစ် EW တက်ဆင်ထားတဲ့ drone တွေကအနောက်ရှက်တွေကိုကောင်းကောင်းကျော်လွှားနိုင်ပါတယ်ယူကရိန်းရဲ့အမျိုးသားစုံလင်လာတဲ့ drone သုံးဆွဲမှုကသူတို့အတွက်အားသာချက်ဖြစ်တယ်လို့ရုရှားအတွက်ကြတော့ခေါင်းချောက်စရာဖြစ်နေတာပါ နောက်ပြီး AW စနစ်က drone အချက်ပြရင်းမြစ်ကိုလည်းအာရုံခံနိုင်ပါတယ်။သဘောကတော့ဒီအချက်ပြဆက်တင်တင်ထားတဲ့တန်ချက်ကောက်ကိုချက်ချင်းတီးပြီးဦးစားပေးတိုက်ခိုက်နိုင်တာမျိုးပါပဲ။နံပါတ်စလုံးကတော့ signal repeater တွေသုံးပြီးတိုက်ခိုက်ခံရမယ့်ကိစ္စကိုရှောင်ကွင်းနေကြတာပါ။နောက်ပြီးနံပါတ်စလုံးကအလွန်လျောက်အမေပေးထားတဲ့ drone တွေ fiber optic နဲ့ထိန်းချုပ်ထားတဲ့ drone တွေအလွန်လျောက်ချိန်နှုန်းပြောင်းတဲ့ drone တွေကိုတီထွင်နေကြပါတယ်။နောက်ထပ်စမ်းသစ်တီထွင်မှုကတော့ AI drone တွေဖြစ်လာတော့မှာပါ။အဲဒီကြရင်တော့ဒီထက်ပိုကျန်းလာမှာဖြစ်ပါတယ်။ ဒရုန်းတွေကတင်ကားတွေကိုဖျက်ဆီးနေတဲ့ဗီဒီယိုတွေအများကြီးရှိပေမဲ့တင်ကားနဲ့တန်ချက်ကအမြောက်တပ်ဖွဲ့တွေဟာစစ်ပွဲအတွက်မရှိမဖြစ်လိုအပ်နေစေပါခြေလင်းတက်တဲ့သူပါလာတဲ့တင်ကားတွေဟာလေကြောင်းဒုံးကျည်နဲ့ဒရုန်းတွေမလုံနိုင်တဲ့နေမြေသိမ်းပိုက်ထင်းချုံတာမျိုးကိုလုံဆောင်နိုင်တာကြောင့်ပါပဲ ဒါပေမဲ့ drone အသုံးပြုမှုများလာတာကြောင့်ချင်းလင်တက်၊တင်ကားတက်၊နည်းပညာတွေကလည်းစမ်းသစ်ဖို့လိုအပ်လာပါတယ်။ဒါတွေကမြင်သာပြီးရင်လျားမှုနေလို့ drone တွေအတွက်အပြစ်မှတ်ကောင်းဖြစ်နေရတာပါ။အစပိုင်းမှာရုရှားကတင်ကားနဲ့ရင်လျားအမြောက်တွေကြောင့်အားသာခဲ့ပေမယ့်နည်းပညာစမ်းသစ်တီထွင်မှုကြောင့်ယူကရိန်းကိုနောက်ကျကျန်ခဲ့ပြန်ပါပြီ။ရုရှားကစစ်ပွဲအစမှာတင်ကားနဲ့ကိုပိုင်နက်ပန်တက်တက်ကြီးကိုတက်ဆင်ထားတဲ့ယင်း3000ဝန်းကျင်ကိုတုံးခဲ့ပါတယ်။ယူကရိန်းရဲ့800 900ထက်သုံးစားကြော်များပြီးတူလောင်ယုံမှာလည်းတပေါင်းကြော်ရှိနိုင်သေးတာပါ။ ဒါပေမဲ့ရုရှားရဲ့တင်ကားဆုံးရှုံးမှုကအလွန်မင်းများခဲ့ပါရင်စစ်ပွဲဆက်ကနေကတင်ကား2619စီဆုံးရှုံးခဲ့တယ်လို့ခန့်မှန်းရပါတယ်။ရုရှားက2023မှာတင်ကား1530စီပေးပို့ခဲ့တယ်လို့ပြောပေမဲ့85ရာခိုင်နှုန်းကဒေါ်လာယုံကပြန်ထုတ်ပြီးမွမ်းမံထားတဲ့ T72S, T62S, T55S တို့လိုတင်ကားအဟောင်းတွေပါ။အသင့်ဆုံး T90M က185စီပဲရှည်တန်းရောက်ခဲ့တာဖြစ်ပါတယ်။ယူကရိန်းမှာလည်းဆိုဗီယက်ခေတ် T72, T80 တင်ကားတွေရှိနေတဲ့အပြင် Leopard 2 Challenger 2နဲ့ N1 A brand တို့လိုခင်မီအနောက်တိုင်းတင်ကားတွေလည်းရရှိထားပါတယ်။ဒီခင်မီတင်ကားတွေမှာရုရှားရဲ့တင်ကားဟောင်းတွေထက်အားသာချက်များစွာရှိပါတယ်။သူတို့မှာ130 mm ပြောင်းချောအမြောက်တွေအဓိကတက်ဆင်ထားပြီးခင်မီတန်ချက်ကားတွေကိုထိုးပေါက်နိုင်စွမ်းပိုကောင်းပါတယ်။ Leopard နဲ့ A brand တွေကပြောင်းပိုရှည်လို့ပြည့်ခတ်မှုအရှိန်နဲ့ထိုးပေါက်မှုပိုများပါတယ်။ရုရှားတင်ကားတွေမှာ100 125 125 mm ပြောင်းချောအမြောက်တွေသုံးပြီး125 mm ကဒုံးချီပြနေပေမဲ့ကြီးရဲ့ထိုးပေါက်အားကအနောက်တိုင်းရဲ့120 mm လောက်မကောင်းပါဘူး။ ယူကရိန်းရဲ့အနောက်တိုင်းတင်ကားတွေမှာပုံမိုခင့်မိတဲ့ထိန်းချုပ်စနစ်တွေပါဝင်ပါတယ်။ဘယ်ရာသီဥတုဘယ်အချိန်မှမစိုးပြတ်မှတ်ရှာဖွေဖို့အပူချိန်တိုင်းကိရိယာတွေပိုတိကြတဲ့လေဆာစနစ်တွေနဲ့ထိန်းချုပ်မှုစနစ်တွေပါတာကြောင့်ပထမအကြိမ်ဖြစ်တာနဲ့ထိဖို့အခွင့်အရေးပုံများပါတယ်။ T90M မှာအရင်မော်ဒယ်တွေထက်ပြစ်ခတ်နိုင်စွမ်းကောင်းပေမဲ့ရုရှားတင်ရင်တဲကတခြားတင်ကားတွေကတော့တိကျမှုနဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးအကန့်အသတ်ရှိပါတယ်။ ယူကရိန်းရဲ့အတင်ကအစ်တီမှာတန်ချက်ကပိုမာပါတယ်အဲဒီမှာသုံးထားတဲ့ပစ္စည်းတွေကတိုက်ခိုက်မှုဒဏ်ပိုခံနိုင်ရှိပြီးပြင်ရအဆင့်မြင့်ရပိုလွယ်ပါတယ်ရုရှားတင်ကားတွေကတော့တံမလီတန်ချက်ကကိုအားထားပြီး T90M ကတော့အဆင့်မြင့်တင်မှုတွေရှိခဲ့တာပါဒါပေမဲ့အနောက်တိုင်းတင်ကားတွေလောက်ထိရောက်မှုသိမရှိပါဘူးနောက်ပြီးရုရှားတင်ကားတို့ရဲ့အတွင်းပိုင်းဒီဇိုင်းကကြည်ပဝင်အထင်းကစစ်တီတွေအသက်ရှင်မှုအခွင့်အလမ်းနေပါပါတယ်မကြာခဏဆိုလို့ကြည်မီလောင်ပြီးပောက်ကွဲမှုတွေလည်းဖြစ်တတ်ပါတယ် အနောက်တိုင်းတင်ကားတွေကကြီးတွေကိုပုံမကာကွယ်ထားတဲ့အခန်းတွေမှာထားပြီးပောက်ကွဲမှုဖြစ်ရင်အပြင်ဘက်ကိုလေဖီအားထုတ်ပြလို့စစ်တီတွေအသက်ရှင်မှုပိုလေတာပါတင်ကားတွေအပြင်ယူကရိန်းအတွက်ထူးခြားတဲ့အကူအညီဖြစ်ခဲ့တာကတော့ပြင်သစ်ကရခဲ့တဲ့စီဇာနက်ပန်တနက်ကြီးတက်ဆင်ထားတဲ့ယင်းတွေပါပဲခင်မီဒီယင်းတွေဟာစစ်တုံးကုန်တင်ရင်ပေါ်မှာတိဆောက်နိုင်ပြီး155မီလီမီတာဟောက်ဝေစာအမြောက်ကြီးတက်ဆင်ထားတာပါကင်တွေဘူး9ရောက်ပဲလိုအပ်ပြီးကြီး18တောက်တည်ဆောက်နိုင်ပါတယ်ပြင်းပြရတာနဲ့စက္ကန့်နဲ့10အတွင်း3တောက်အမြန်ပြစ်နိုင်ပြီး10မိနစ်ကို6တောက်အထိပြစ်နိုင်ပါတယ် ၃တောက်အမြန်ဖြစ်တဲ့အခါပထမတစ်တောက်က25မိုင်အကွာပြင်းမှတ်ကိုထိနေခြင်းတတိယတစ်တောက်ကကြီးထိုးနေပြီဖြစ်ပါရင်ဒါကြောင့်ရန်သူ drone လွတ်ပြီးရင်းမြင့်ရှာနေတော့ရင်ကရွှေပြောင်းလို့ရနိုင်ပါသေးတယ်။ဒီရင်တွေကလမ်းချက်မှာတနအီ31မိုင်လမ်းမပေါ်မှာ56မိုင်အထိမောင်းနိုင်ပြီးတင်ကားများစုရဲ့အမြန်ဆုံးမြန်နှုန်း38မိုင်ထက်အများကြီးမြန်နေကြတာပါ။စီစာကတစည်းကိုဒေါ်လာ၄သန်းလောက်နဲ့ရနိုင်တာကြောင့်သက်သာတယ်လို့ဆိုရမှာဖြစ်ပါရင် 2020နှစ်ကနေ2024ကြားမှာယူကရိန်းက88စီအသုံးပြုခဲ့ပြီး9စီမဲဆုံးရှုံးခဲ့တာကတံမြန်တိုက်ခိုက်မှုတွေဘလောက်ကောင်းကောင်းရှောင်နားနိုင်လဲဆိုတာကိုပြသနေပါတယ်။စီစာပြင်ပိုမိုခင်းမိတဲ့ဆွီဒင်နိုင်ငံထုတ် Archer Artillery System ကိုလည်းယူကရိန်းကမကြာသေးခင်ကမှစတင်အသုံးပြုနေပါတယ်။ Bobo ကုန်တင်ကားချက်စီပေါ်မှာတီဆောင်ထားပြီးတော့155 mm ဟောက်ဝေစာကိုတက်ဆင်ထားပါတယ်။ကျိုတင်ထိုးထားတဲ့ G20 တောက်တဲနိုင်ပြီးစစ်သား3ယောက်ဟာကာဝယ်ထားတဲ့နေရာတွေကနေကြီထိုးဆရာမလို့ပဲပြစ်ခတ်နိုင်တာပါ ြစ်မဲ့ရပြီစက္ကန့်30မပြည့်ခင်ရက်နေရယူပထမကြီးပြစ်နိုင်ပြီစက္ကန့်60မပြည့်ခင်ဒီ9တော့ပြစ်နိုင်ပါတယ်ဒီ6တော့ကိုစက္ကန့်နည်းငယ်ချပြီးပြည့်ရင်တော့အလိုလျောက်ချိန်ညီပေးလို့ဒပြိုင်နဲ့အထက်ကြောက်ဆင်နေပါတယ်ပြစ်ပြီးစက္ကန့်90အတွင်းမှာတိမ့်စီပြီးရွှေ့ပြောင်းနိုင်ပါတယ်နောက်ပြီးဒီလက်နဲ့မှာတုံးတဲ့ပျောက်ကြားပိုက်ကွန်တွေကဒရုန်းတွေခြေရာခံရဖို့ခက်စီတာပါဒါပေမဲ့အာချာတွေကတစည်းကိုဒေါ်လာ73သန်းလောက်ရှိပါတယ်ယူကရိန်းအတွက်တော့ဈေးကြီးတဲ့လက်နဲ့ပါပဲဒါကြောင့်ပဲရှစ်စီးပဲအသုံးပြုခဲ့တာပါ ဒေလန်နဲ့တွေကတဖက်ရဲ့ drone ထောင်လန်းမှုနဲ့တိုက်ခိုက်မှုအတွက်ပြစ်မှတ်ကောင်းဖြစ်ပေမဲ့ဒဇီးမှမဆုံးရှုံးသေးတာကယူကရိန်းရဲ့စွမ်းဆောင်ရည်အကြောင်းလို့ပဲပြောအောင်ပါရုရှားကလည်းကိုပိုင်နက်ပန်းတနက်ကြီးတက်ဆင်ထားတဲ့ဟောက်ဝေစားတွေကိုအသုံးပြုပေမဲ့ယူကရိန်းတုံးလာတော့မခင်မီမထီရောက်ပါဘူးမကြာသေးခင်ကအထိဆွဲသွားခဲ့တဲ့ဟောက်ဝေစားတွေကိုအဓိကအားထားခဲ့ရပြီးဒါတွေကခြိတက်ဖို့ပြောင်းရွှေ့ဖို့တိတိတသာနေတာကြောင့်ရုရှားကအမြောက်စနစ်2500ကျော်ဆုံးရှုံးခဲ့တယ်လို့ခန့်မှန်းရပါတယ် ဒါကြောင့်ရုရှားကဒီဟောင်းဝဲစာရင်ကိုကိုပိုင်နက်ပန်းတနံကြီးတက်ဆင်ထားတဲ့ရင်းနေပေါ်ပြန်လည်ပြင်ဆင်နေတာပါရုရှားမှာ120မီလီမီတာနဲ့152မီလီမီတာကိုပိုင်နက်ပန်းတနံကြီးတက်ဆင်ထားတဲ့ဟောင်းဝဲစာရင်ရှိပေမဲ့စီစာနဲ့အာချာတို့ထက်ပြစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့ပြစ်ခတ်နှုန်းနေပါတာတွေ့ရပါတယ် 2S1 ဆိုတဲ့အမြောက်က1982ခုနှစ်ကလေးကရှိခဲ့ပြီးပုံမှန်အကွာအဝေး9မိုင်အများဆုံး12မိုင်ပဲပြင်နိုင်ပါတယ် 2S3 က1968ခုနှစ်ကလေးကရှိခဲ့ပြီးပုံမှန်17.5မိုင်အများဆုံး15မိုင်ပါပဲ ယူကရိန်းစစ်ပွဲကတော့ခေတ်သစ်စစ်ပွဲမှာခဲယန်းလူဝင်အားဒါမှမဟုတ်တပ်တန်းရဲ့စစ်ပစ္စည်းအရေးအတွက်အသာစီးရုံနဲ့အောင်ပွဲရတယ်ဆိုတာအာမခံချက်မရှိတော့ဘူးလို့ထင်ထင်ရှားရှားပြသနေပါတယ်။ရုရှားကယူကရိန်းထက်အမြောက်ကြီးတင်ကားရင်စစ်တီအင်အားပါတိတိတသာများပြားစွာနဲ့စစ်ပွဲစားခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့စမ်းသစ်တီထွင်နဲ့လိုင်ယောညီထွေမှုနဲ့နေပညာအသုံးပြုမှုကရုရှားရဲ့အရေးအတွက်အသာစီးရမှုကို အထက်အနေပဲများစွာမှာထိထိရောက်ရောက်ခြေပနိုင်ကြတာဖြစ်ပါတယ်။ဒါပေမဲ့စမ်းသစ်တီထွင်မှုဆိုတာလေပတ်နေတဲ့တန်ရာဖြစ်တယ်ဆိုတာသတိရဖို့လည်းလိုပါတယ်။ရန်သူတွေအနေနဲ့ အားနည်းချက်တွေကိုရှာပွေစမ်းသစ်တီထွင်ဖောက်လုပ်ပြီးလင်းလင်းမြန်မြန်တုတ်ပြန်နိုင်ဖို့အရေးကြီးနေတာပါအဲ့ဒီစွမ်းရည်ကဘယ်ဘက်ကအသာစီးရမလဲဆိုတာကိုအမြဲတည့်ရောက်မှုရှိနေပါတယ်အနာဂတ်ကတော့မသိကြသေးပါဘူးယူကရိန်းရဲ့ drone စမ်းသစ်တီထွင်မှုနဲ့ပိုကောင်းတဲ့တင်ကားတွေရွေလျားအမြောက်တင်အားဒီစစ်ပွဲရဲ့အဆုံးဖြတ်ဖြစ်လာမလားဒါမှမဟုတ်ဒီပဏိပခရဲ့အဆုံးအဖြတ်ကိုပေးမဲ့ဤပညာစမ်းသစ်တီထွင်မှုတွေကိုကျွန်တော်တို့မတွေ့ရသေးတာလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ကြောင်းဝေမျှလိုက်ရင်းနဲ့ဒီဗီဒီယိုလေးကိုဤကုန်းချောလိုက်ပါရင်အဆုံးနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရယ်ခင်ဗျာ